စကားကဘလောက်ကောင်းကောင်းထိုစကားအဆုံးအမတိုင်းလိုက်နာကျင့်သုံးမှုမပြုဘူးဆိုလို့ရှိရင်အကျိုးမရှိဘူးတဲ့အဲစကားကောင်းတဲ့စကားပဲဖြစ်ဖြစ်အကျိုးမရှိဘူးတဲ့ဘာနဲ့ဥပမာတူတော့ဆိုရင်အစင်းသာလှပြီးတော့အနတ်မရှိတဲ့ပန်းကိုပန်ရတဲ့ပုဂ္ဂိုလ်တူဟာပန်းရဲ့အလှကိုတော့ကြည့်ရမှာဖြစ်တော်လဲပဲမွေးချိုင်တဲ့အနတ်ဆိုတာ သူရမှာမဟုတ်ဘူး ောပြီးပြည့်စုံတဲ့အနေအထားမျိုးကသူမရဘူးအစင်းလေးတော့လှပါရဲ့အနတ်ကမကောင်းဘူးကောင်းမြတ်တဲ့အနတ်မရဘူးဆိုတာလိုပဲဆုံးမတဲ့စကားကိုမလိုက်နာဘူးဆိုတဲ့ဟာအနတ်မရှိတဲ့ပန်းကြီးကိုပန်ထားရတယ်လို့ပဲဖြစ်ပေစကားပဲအဖတ်တင်ပြီးတော့ကောင်းကျိုးချမ်းသာရနိုင်မှာမဟုတ်ဘူးလို့ဒီလိုဆိုလို့တော့အေးလိုက်နာကျင့်သုံးမှုဆိုမယ်ဆိုလို့ရှိရင်တော့ ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်အစင်းလဲလာတယ်အနံ့လဲမွေးတယ်အဲ့ဒီအစင်းနံအစင်းလာပြီးတော့အနံ့မွေးတဲ့ပန်းလေးကိုပန်ရမယ်ဆိုလို့ရှိရင်အစင်းလာခြင်းကြောင့်ကြီးရှုတဲ့ပုဂ္ဂိုလ်တိုင်းစက်တီရှိပြီးတော့အနံ့မွေးသည့်အတွက်ကြောင့်မိမိလည်းကောင်းတဲ့ယနံ့ကိုနန်းရှူရတယ်ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေလည်းကောင်းတဲ့ယနံ့နန်းရှူရသည့်အတွက်စိတ်ချနှူးမှုတွေရကြတယ် နှစ်ဖက်နှစ်ဝအကျိုးရှိတယ်လို့နှုံးနှဝမှာအကျိုးရှိတယ်လို့ဧဝံသူဝတိတဝါစာတပလဟောတိကုဗ္ဗတောလိုက်နာချက်သုံးမယ်ဆိုရင်အလွန်တန်ဖိုးရှိတဲ့စကားတစ်ခုကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေကိုဖြစ်ပေါ်စေပါပါအရှင်လည်းလှမယ်အနန္လည်းမွေးတယ်ဆိုတဲ့ပန်းမျိုးပန်ရသလိုပဲလို့ဒီလိုမြတ်စွာဘုရားကတတိပေးဆုံးမထားတာရှိတယ်အဲ့ဒါကြောင့် ခွန်ကြီးတို့တွေဗုဒ္ဓဘာသာဝင်သူတော်စင်များဖြစ်သည့်အားလျော်စွာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးကြမှာဖြစ်တယ်။မြန်မာစကားမှလည်းရှိတယ်။လေးနှစ်တဲ့စကားတစ်ခုဟာအလေးနဲ့နားထောင်မှုလိုအပ်တယ်ပေါ့။လေးနှစ်တဲ့စကားတစ်ခုဟာအလေးနဲ့နားမထောင်မှုဆိုလို့ရှိရင် ပေါက်ပြက်ပြက်ဖြစ်တယ်။ဒါကြောင့်မို့ရှေးကမြန်မာစကားပုံထဲမှာပြောတာ။ ထောင်တန်တဲ့စကားရဲနေပေါ့ပြက်ဆိုတာမျိုးစကားတစ်ခုကထောင်တန်ပြီးတော့တန်ဖိုးရှိတဲ့စကားမျိုးပဲဖြစ်စေရဲသွန်းတွေးလို့ရှင်ထိုစကားရဲ့တန်ဖိုးဟာရောကျသွားနိုင်တယ်ဒါကြောင့်မို့အလေးနဲ့မှတ်သားရမယ့်နေရာမှာအလေးနဲ့မှတ်သားဖို့လိုအပ်တယ်နောက်တစ်ခုကတော့ပြောကြသေးတယ်တကယ့်ကိုတန်ဖိုးရှိတဲ့အရာတစ်ခုဟာ တန်ဖိုးရှိတဲ့နေရာကိုအသုံးချမှသာလေတကယ်တန်ဖိုးဆိုတာတက်လာမှာဖြစ်တယ်။ဂါထာပေးတေးဖြစ်တဲ့เนาะအမှန်တမ်းတန်ဖိုးရှိတဲ့ဂါထာတစ်ခုဟာလိုက်လာจิตသုံးလို့ကောင်းတဲ့ဂါထာတစ်ခု သချင်းလှုပ်ပြီးတော့ဆူပြစ်လိုက်လို့ရှိရင်တန်ဖိုးဟာရောကြပါတယ်။ဒီလိုလဲဆိုတာရှိတယ်။အေးဒါကြောင့်မို့စကားစကားလို့ဆိုတဲ့အတိုင်းပဲဘလောက်ပဲကောင်းတဲ့စကားပဲဖြစ်ဖြစ် နားထောင်တဲ့ပုဂ္ဂိုလ်လိုက်နာတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်နဲ့အံဝင်ခွင်ချဖြစ်ဖို့လိုအပ်တယ်။ဒါကြောင့်မို့လူနဲ့စကားတတိထားဖို့လိုအပ်တယ်ပေါ့။စကားပြောတိုင်းပြောတိုင်းဟာကိုပြောတဲ့စကားဟာဘလောက်ကောင်းတဲ့စကားပဲဖြစ်ဖြစ်ကိုပြောတဲ့စကားကိုနားထောင်နေတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကြွတင်ပြီးတော့သိထားသင့်တယ်ပေါ့။အဲ့ဒါလို့မဟုတ်လို့ရှိရင်ကိုပြောတဲ့ ထောင်တန်စကားသို့မဟုတ်တိမ့်ချီတန်တဲ့စကားတန်းချီတန်တဲ့စကားဟာမော့ပြက်ပြက်ဖြစ်သွားနိုင်တယ်အသုံးမဝင်ဖြစ်သွားအေးဒါကြောင့်မို့စကားပြောပြီးဆိုရင်လူတိုင်းလူတိုင်းဒီမြတ်စွာဘုရားရဲ့အဆုံးအမကိုတတိယပြီးဒီပုဂ္ဂိုလ်ကပြောသင့်တဲ့ပုဂ္ဂိုလ်လားဒီပုဂ္ဂိုလ်ကမပြောသင့်တဲ့ပုဂ္ဂိုလ်လားမပြောသင့်တဲ့ပုဂ္ဂိုလ်ဆိုမပြောနဲ့တန်မိုးရှိတဲ့စကားတွေအလဟတဖြစ်မယ် ပြောတဲ့ပုဂ္ဂိုလ်ဆိုမှပြောပြောမှသာလေကိုပြောတဲ့စကားရဲ့ထီရောက်မှုအကျိုးသက်ရောက်မှုဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်ဆိုတာအလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားကြရအောင်နော်